ပြင်းထန်တဲ့ငါးဦးလေးကိုလည်းနိုင်ရခဲ့တဲ့ Nation League Semi-final ပွဲစဉ်မှာ Spain တက်ချူဇန်ပြသနိုင်ခဲ့တဲ့ရာမေဟာ Bologna ကိုရရှိဖို့ထိုက်တန်တယ်လို့ Spain အသင်းကြီးပြဒဲလာဖွန်တီကပြောခဲ့ပါဗါဒဲလာဖွန်တီကဒါမေဟာဒီဘက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပြီး Bologna ကိုသူရရှိသင့်တယ်ဆိုတာပြသခဲ့ပါဗါဒဲ ူကကမ္ဘာကောင်းဆုံးစာသမားဖြစ်ပြီးကျွန်တော်အမြင်ကတော့သူကဘလွန်ဒီယိုကိုရရှိဖို့ထိုက်တန်ပါတယ်လို့ပွဲပြီး RDV နဲ့အင်တာဗျူးမှာပြောခဲ့တာပါ။ရှာမဲကဒီဘက်မှာစပင်ဒေတာနဂိုးသွင်းယူနိုင်ခဲ့ပြီးအကောင်းဆုံးစာသမားဆုကိုရရှိခဲ့ပါတယ်။စပင်ဒေကနေရှင်းလီဂ်စင်မီဖိုင်နယ်ပွဲစဉ်မှာပြင်သစ်တင်ကို၅ဂိုးတခုနဲ့ဦးဆောင်နိုင်ခဲ့ပြီးနောက်ပိုင်းမှာ၆ဘာဂိုးတွေပြန်ပြီးခရရလိုသာနိုင်ရလမ်းပဲပြသခဲ့တာပါ။အသက်၁၆နှစ်ရွယ်ကြီးရှာမဲကဒီဘက်မှာပြသခဲ့တဲ့စွမ်းဆောင်ရည်ကြောင့်ဘလွန်ဒီယိုဆုပြိုင်ပွဲဖြစ်တဲ့ဒမ်ဘီလီကိုအသာရရှိခဲ့ပြီးတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ ဂျာမေယာနေရှင်းလိစီမီဖိုင်နယ်ပွဲစဉ်မတိုင်မီကတနစ်ပတ်လောက်အကောင်းဆုံးဆွဲဆောင်နိုင်တဲ့သူကိုဘလော့ဒီယောဆူပေးတဲ့နယ်လို့ပြောထားတာပါပြင်သစ်သေးဝန်ထမ်းရခဲ့တဲ့ပွဲပြီးမှာဂျာမေယာကွင်းထဲမှာစကားပြောတာကအမြဲတမ်းအကောင်းဆုံးဖြစ်ပြီးဘိုလီဝဲတက်နိုင်ခဲ့တယ်လို့ပြောရှင်တယ်လို့ပြောခဲ့ပါတယ်ပြင်သစ်ကနေရှင်းလိဘိုလီဝဲဖြစ်ရာရူဥဆောင်တဲ့ပေါ်တူဂီသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပြီးပြင်သစ်သင်းကတော့ဂျာမနီသင်းနဲ့တတိယနေရာလူပဲရှင်ပြန်ရမှာပါဂျာမေယာအလွန်ကောင်းမွန်တဲ့သင်းရှင်ပြန်ရမှာပဲဖြစ်ပြီးဆူဘလာကိုစပိန်နိုင်ငံနဲ့ပြတ်တဲ့ဆောင်းသွားမယ်လို့ပေါ်တူဂီသင်းနဲ့ရှင်ပြန်ရမှာဘိုလီဝဲနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်ပေါ်တူဂီနဲ့စပိန်သင်းရဲ့နေရှင်းလိဘိုလီဝဲကိုဂျွန်ကိုရဲ့မနက်ပိုင်းမှာရှင်ပြန်ရမှာဖြစ်ပါတယ်